လူလဲလူတိုင်းကစိတ်အကြောင်းကိုပြောနေကြစိတ်ဆင်းရဲတယ်စိတ်ချမ်းသာတယ်စိတ်ပျော်တယ်စိတ်မပျော်ဘူးစိတ်ဆိုးတယ်စိတ်ကောင်းရှိတယ်စသည်ဖြင့်မပြောရဘူးဒီကြိမ်းရတော့ဒုရကပြောနေတဲ့စိတ်ကလေးကို ဘယ်လိုပဲကြီးချင်းသိပြီးတော့စွမ်းအားဖြင့်ကြည့်အောင်လုပ်ရမယ်ဘယ်လိုပဲလို့ရှင်စိတ်ဟာစွမ်းအားဖြင့်ကျင်းပဲပြီးတော့သွားတတ်တယ်ဆိုတာဒီလိုကတ္တဓမ္မရည်ရည်ချင်းစိတ်ဆိုတာလူတိုင်းလူတိုင်းရဲ့မွေးရာပါယတနာတစ်ခုပဲဒီလိုလည်းဒီလိုလည်းအသိစိတ်ဆိုတာရှိကြတယ် တို့အသိစိတ်ကလေးကိုစွာအာကြည့်လေအောင်လုပ်တာလို့လို့လေစွာအာကြည့်အောင်မလုပ်လို့ရှိရင်စိတ်ကြီးစွာအာနဲ့သွားတယ်ဒီလိုရတဲ့ဆိုတာစိတ်ချကြပြီလေစိတ်ချကြစွာအာနဲ့မဲ့သွားလို့ရှိရင်စိတ်ချကြဟုတ်ကဲ့ဟုတ်လားစိတ်ဆိုတာအာယုတိတဲ့သဘောလေးကိုခေါ်တယ် အဲ့ဒီအာယုံကိုသိတတ်တဲ့သဘောတရားလေးမှာရှင်တွဲလာပြီးတော့စိတ်ရဆွာအားကိုဖြည့်တင်းပေးတဲ့သဘောတရားရှိတယ်လို့စိတ်ရဆွာအားရဲ့ကြာဆုံးသောအလုံးတဲ့သဘောတရားရှိတယ်ဆိုတာသိရတယ်။အဲ့ဒါလို့မသိလို့ရှိရင်စိတ်ကိုဆွာအားရှိအောင်ဘယ်လိုတော့မှမသိဘူး။ မသိမိရတဲ့အစိတ်စွမ်းအားတွေကင်းတဲ့ပြီးတော့သွားတယ်။စွမ်းအားကြီးနေတဲ့စိတ်ဆိုတာဘယ်လိုစိတ်ကြောင့်ဆိုဘာဝိတ္တစိတ်တဲ့ဘာဝိတ္တဆိုတာစွမ်းအားတွေနဲ့ထောက်ပံ့ပြီးတော့တိုးတက်လာအောင်၄င့်ပြေးထားတဲ့စိတ်ကိုဘာဝိတ္တစိတ်လို့ပြောတယ်နော်။ ်ဆိုခဲ့လို့စွာအားကြီးကြည်လာအောင်လေးချင်းပြေးတရားလို့ဆိုလို့ရှိရင်အပါဝိညာစိတ်အဲ့ဒါကိုဉာဏ်မလို့ပြန်ပြီးတော့စွာအားကြီးစိတ်နဲ့စွာအားနဲ့စိတ်ဘယ်လိုကလေးစိတ်စွာအားတွေကိုဖြစ်ချရရမယ်တရှိဘူးဆိုလို့ရှိရင်အရာရာဟောရစိတ်ကလေးကအဆုံးချက်ပြီးပါဘူးလူရင်းကသာသာကြွယ်ဝတဲ့ကြရတယ် ချာလာလေကြရဲ့ဆင်းရဲဒုက္ခကိုကြောက်ကြတို့တော့တကယ်ချမ်းသာကိုရာဇင်းနဲ့အကြောင်းဖြစ်တဲ့စိတ်ဆွမ်းအားလို့မြင့်တယ်ပြောကြတော့မေ့နေတယ်ဆိုဆွမ်းအားကြည့်စေတဲ့တဘာဝတရားတွေနဲ့စိတ်ကိုရှင်ကျွဲလထားတယ်ဆွမ်းအားမေ့မဲ့စေတဲ့အရာတွေနဲ့စိတ်ကအစင်သာဝရရှင်ကျွဲနေတဲ့အကြောင်းစိတ်ဖ ွမ်းအားတက်လာတဲ့နဲ့ွမ်းအားကျတဲ့ကြမှာ